်မင်္ဂလာပါဒီနေ့ဧပြီလ23ရက်နေ့မှာဒီကဘာမှာပေါ့နော်အော်တကယ်ဒီစီးပွားရေးစစ်ပွဲကြီးအဲကြုံတွေ့ရနေရအနေထားပေါ့ကဘာအကြီးနော်ကဘာအကြီးဆုံးနိုင်ငံတစ်ခုဖြစ်တယ်တရုတ်ဘက်ကပါဝင်ပြီးတော့အာအဖြည့်တယ်သူရဲကောင်း I show speed သူကြောင့်အမေရိကန်တွေလောလောဆယ်တဝက်အလံဖြူထောင်သွားရတယ်ဟုတ်မဟုတ်တော့ကြည့်လိုက်ပါနော်ပထမဆုံးတရုတ်ပြည်ရဲ့ဒိုင်လော့ကအ မှာရုပ်ရှင်ဇာတ်ကားတွေပါဝင်မယ်။အေးဟာ Jaden Smith လို့အဲဟိုတရုတ်ဖြူကောင်းလေးနဲ့ခြားတဲ့အခန်းကဏ္ဍတွေလူတိအောင်တရုတ်ရဲ့နိုင်ငံရဲ့လူတွေကိုစိတ်ဝင်စားပွဲဒီအခင်းချင်းလေးတွေမတစ်ချက်သူနေရအစုံကနေပြတာနော်အတရုတ်ပြည်မှာ underrated ဆိုတာလူအထင်သေးခံရဆုံးမြို့တော်မှာ cyber city ဖြစ်နေပြီဆိုတာဒီမှာ i chose be a order နေပေါ့ အော်တန်နေဗျာဒီအတန်နေရဒီ TikTok တို့ YouTube တို့နေရာအနှံ့မှာကဘာကိုပေါက်နေတာပေါ့နော်သူကကဘာပေါက်နေတဲ့ဒီ Air Show Speed ကလူအများကြိုက်တဲ့လူဟုတ်တယ်မလားငကြားသားမောင်းလို့ရတဲ့ drone နဲ့သူတို့စီမှာ drone taxi တဲ့မိုက်တယ်နော် taxi down drone taxi lane taxi မဟုတ်သေးဘူး Air Show Speed စမောင်းတာလူတွေကြိတ်လိုက်ကြတာပေါ့အမောင်းသွားတဲ့အချိန်မှာအာမပေါက်တာပေါ့ဒီကြောင်ညာလေးဈေးခွက်ဈေးခွက် ဖုန်း log ဆိုတော့ပြောမနေနဲ့တရုတ်ပြည်ရဲ့ဖုန်း log ဒေါ်လာ3000လဲနော်ဒေါ်လာ3000ဆိုတော့ဒီတုံးောက်ချူ iPhone တရုတ်ပြည်ကကင်းလွတ်ခွင့်ပေးတယ်မှာဖုန်းပါတယ်ကွန်ပျူတာပါ chips တွေပါတယ်အခွန်စီတတ်မှတ်မှုအမြင့်စားတယ်မှာမရှိပါတော့ဘူးတဲ့တရုတ်ကပထမဆုံးပေးလဲတဲ့လက်ချက်သူကပြောတယ်ရေဆုံကုံဆုံဒီစစ်ပွဲကွန်တိုရေးစစ်ပွဲကိုတိုက်မယ်လို့ပြောတဲ့အချိန်မှာ ။ I choose beer လောင်းခဲ့တဲ့တပတ်လောက်ထဲရတယူပြီးရောက်နေတာ။သူဒေါ်လာ2သိန်းနဲ့ဝယ်တဲ့ကားရေထဲမှာသွားလို့ရတယ်။အဲ့ဒီကားကဒီမှာကလို့ရတယ်အထင်ရှိတယ်နော်။ပါကင်နေပါလေကိုဘကိုထိုးစရာမလိုဘူးသူထိုးအကုန်ထိုးနီးပညာအမြင့်စားတယ်။ဒီလိုကားမျိုးဆိုလဲတာရေထဲမှာမောင်းလို့ရတာ။ရေထဲမှာမောင်းလို့ရကားမျိုးတွေရှိတယ်နော်။လေထဲမှာတော့မောင်းလို့ရတဲ့ကားတွေထွက်နေပြီးတယူပြင်မှာဆိုရေထဲမှာမောင်းနေကမှာ panic ဖြစ်နေပထမတော့ကြောက်နေ AC ပဲပြီးတော့ရေထဲမှာမောင်းသွားနော်။ ဗီဒီယိုဗီဒီယိုလေးရှိတယ်ဆိုတော့ပို့ပြီးတော့တေးချာပေါ့ဆက်ရလောက်ကတွေဆိုလဲဒါအလုံးဝ technology တွေက I should be a started dance with this advanced technology robot and some things ဒီ magazines and card တွေဆက်ရကပြသွားတာတွေဆို drone အခန်းကဏ္ဍတွေအစားတောက်ကဏ္ဍတွေအစုံမဲ့တရုတ်ပြည်ကကြောင်းညာ I should be နဲ့ရိုက်သွားတဲ့ချိန်မှာကုန်သွယ်ရေးတွေကိုဘလောက်မြင့်တင်မလဲတရုတ်ပြည် product တွေကိုဘလောက်ဝယ်မလဲကာလောကမှာတရုတ်ပြည်ကသုံးဆ ဂျပန်တို့အမေရိကန်တို့သုံးစားစီးပွားရေးလောကမှာထိတ်တန့်ရောက်ပြီးဖုန်းလော